အလုံးမင်္ဂလာပါဗျာ Prayer for Future Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ကျွန်တော်ဖော်ပြပေးတော့မှာကတော့ဆရာရှူရောင်းရေးသားထားတဲ့ယူပနန်ရဲ့ယူပကလျာဏီဆိုတဲ့စာအုပ်လေးကနေအခန်းသုံးကိုဆက်လက်ဖတ်ပြပေးတော့မှာဖြစ်ပါတယ်မောင်စောနိုင်အသက်25နှစ်မရှိအောင်မီတနေ့နိုင်ကျွန်တော်ဒီမောင်စောနိုင်ကိုခေါ်၍နေရှင်ရဲ့ဘန်တိုက်တို့တွားကြပြီလင်လွန်ခဲ့သည့်25နှစ်က အနံထားခဲ့သောတစ်တာကိုယူ၍ကျောင်းသို့ပြန်လာကြလေ၏။သူညာ၌ကျွန်တော်တို့နှုတ်လုံးမှာတစ်တာတွင်ပါရှိသောအရာများကိုသိလိုလာပြီဖြစ်သောကြောင့်တမင်းမြအိပ်၍မပြောနိုင်အောင်ရှိကြလေ၏။မနတ်စာသမင်းကိုပြာတိပြာရာနှင့်စားတော့ကြပြီးနောက်အခန်းတွင်းသို့ဝင်ကြပြီးလင်ပေါ်ဆန်အားတကားကိုတေကြစွာကန့်လန့်ထိုးစီ၍တက်တာကိုဖွင့်ရန်ပြင်ဆင်ကြလေ၏။ပေါ်ဆံမှာကျွန်တော်တို့နှင့်အတူ 15နှစ်ခန့်အေးထိုင်၍လာခဲ့ရာမောင်စောနိုင်ကိုညီရင်ကဲ့သို့ချစ်ခင်၍ကျွန်ုပ်အားလည်းအဖကဲ့သို့အောင်မိလျက်ယခုထက်တိုင်ဆက်လက်နေထိုင်ခဲ့ရာလွန်စွာစိတ်ချယုံကြည်လောက်တည်ဖြစ်တော်ကြောင့်၎င်းကိုတသည့်အဖြစ်ဖြင့်ကျွန်ုပ်တို့အနေ၌နေရှင်ရန်ခွင့်ပြုလိုက်လေ၏ပေါ်ဆန်လည်းအင်းမြလောက်အရေးကြီးသောကိစ္စ၌မိမိအားယုံကြည်စိတ်ချသဖြင့်အထူးကြည့်ရှုရန်ခွင့်ပြုသည့်အတွက် များစွာဝမ်းမြောက်သောမျက်နှာထားဖြင့်ထိုင်၍နေလေ၎င်းတစ်တာကိုထုတ်၍ဇပွဲတစ်ခုပေါ်တွင်တင်ပြီးလျှင်၃ယောက်သားတို့သည်အတက်ကိုမြမရှူရှိုက်နိုင်လောက်မတက်တိလိုသောဆန္ဒအားကြီးသောမျက်နှာထားများဖြင့်ဇပွဲကိုဝိုင်း၍ရက်နေကြရာကျွန်ုပ်သည်တော့တွေကိုထုတ်၍တော့၃ယောက်အနက်အကြီးဆုံးသောတော့ကိုယူပြီးလျှင်တော့ပေါက်ကိုတက်လေ၏တော့တံတန်ကြီးတက်လျက်ရှိနေသဖြင့် ရုတ်တရက်ဖွင့်ရမရပဲရှိရာကျွန်ုပ်သည်ချွေးတလုံးလုံးနှင့်လုံးလောက်စိုက်ထုတ်၍တယောက်တည်းဖွင့်သောအခါတော့သည် ပွင့်သွားလေ၏တော့ပွင့်ရသွားလျင်ကျွန်ုပ်သည်တက်တာအဖုံးကိုမာရင်ဖွင့်ရတက်တာသည်တန်ကြီးကဲ၍နေသည်ဖြင့်ရုတ်တရက်ဖွင့်ရမရပဲ9မိနစ်ခန့်ကြာရှိလေ၏တက်တာပွင့်လျင်ပွင့်ခြင်း၃ယောက်သားတို့သည်အတွင်းလိုက်ရှိသောအရာတို့ကိုကြည်လိုအားကြီးစွာဖြင့်ငုံ၍ကြည်လိုက်ကြရာ တယောက်နှစ်တယောက်ခေါင်းချင်းရိုက်မိတဲ့ဖြစ် နောက်သို့ဆုတ်သွားကြရပြန်လေ၎င်းနောက်တယောက်ဦးမျက်နှာကိုတယောက်ကြည့်၍ပြုံးရဲကြပြီလင်တက်တာသွင်းလို့ကြည့်ကြပြန်ရာနိပရိစီတာရှေကြာလာသည်ဖြင့်ဆွေးမြင့်နေသောကျွန်းတက်တာတလုံးကိုတွေ့မြင်ကြရလေ၏မောင်စောနိုင်လေတက်တာကိုဆွဲထုတ်၍ဇပွဲပေါ်တင်ပြီးလင်တေးစားစွာကြည့်ကြရာ အသားမှကျွန်းသားမဟုတ်ကျွန်းသားထက်အဆများစွာမာကျောသော အသားတမျိုးဖြစ်ပြီးလောက်ထားလျက်အနှဲငယ်မွေးကြိုင်တို့အနံ့လဲထွက်ကုန်၏၎င်းနောက်တော့တွင်မှာအလတ်စားတော့ကိုရွေ့ရွေ့တက်တာတွင်ပါရှိသည့်အပေါက်ငယ်ကိုတက်ပြီးလင်ဖွင့်၍ကြည်ရာတက်တာလဲပွင့်၍သွားလေ၏ထို့အခါကျွန်ုပ်သည်အထက်ကကောင်းကြီးရိုင်းမိဒီကိုတတိယသဖြင့်အလင်းစလုံးမလောက်ကြပဲဖြည်းဖြည်းတက်တာကြည့်ရှုရာတက်တာအတွင်း၌ငွေကြုတ်ကြီးတစ်ခုကိုတွေ့မြင်ရပြန်လေ၏။မောက်စုံးနိုင်လေငွေကြုတ်ကြီးကိုထုတ်ပြီးနောက် အထက်ကနီတူစပွဲပေါ်တွင်တင်၍ကြည့်ပင်ရာ၎င်းငွေကြေးကြီးတွင်ထုလုပ်ပါရှိသောအယုတ်တို့သည်လွန်စွာတေးငယ်ပိတလာသဖြင့်ယခုကာလပရိန်ဆရာတို့ထပ်ပင်လက်ရမြောက်သောဆရာများတွန်းလုတ်ထုထာဟန်လက္ခဏာရှိပေ၏၎င်းအယုတ်တို့မှာဘယင်တို့ဒေါကသာထွက်ခံများခိမ်းများမင်္ဂလာလက်ထပ်ပွဲအခမ်းအနားများဘရင်တစ်ပါးနှင့်တစ်ပါးဆင်စီလျက်စစ်ထိုးခံများပါပါရှိလျာ၎င်းတို့အဝေစားများမှာ မြန်မာတို့နဲ့အလင်းမတူအိန္ဒိယတိုင်းဒါတို့ဤဝတ်စင်ပေါ်နဲ့အနှဲငယ်အစင်တူလေသည်ကျွန်ုပ်သည်တော့တွင်မှငွေဖြင့်တုံးလုံးလျက်စေဦးကောင်းနှင့်အသွင်တူသောတော့ကလေးကိုရွေးချယ်၍ငွေကြုပ်ကိုဖွင့်ရာငွေကြုပ်တွင်ပါရှိသောအရာများမှာနံပါတ်၁အလွန်တရာအရေးကောင်း၍ထူးဆန်းသောကြောင်လတ်စုတစ်ခွင်နှင့်ပီဇာတရွက်ကိုကင်လျက်နေသောလူဦးခွန်တစ်လုံးနံပါတ်၃ကိုစောင်းနိုင်လေရည်ဖြင့် မောင်စောနာမောင်စောနိုင်ထံလိတ်တက်လျက်ရှိသောစာတစောင်းနံပါတ်၄တပေပက်လေကန်ရှိ၏ဖျောင်းနှင့်တကံတူသောအလုံးကြီးတစ်ခုပါရှိလေသည်မောင်စောနိုင်လည်းလက်စုပ်ကိုယူ၍လဝဲဘက်သက်သကြွေတွင်ဝိကြည်ယာမိမိနှင့်တာ၍လှုပ်ထားပေတကယ်တော့မချောင်မကျက်ရှိလေ၎င်းနောက်ကျောကိုနေရောင်တွင်ထောင်၍ထောင်၍ကြည့်သည့်အခါတောက်အတွင်တွင်တင်းငယ်သောစိန်ကလေးတစ်လုံးသည် တဏှာထဲ၌အငြိမ်းမရီမူ၍လဲ့လေသွာလာပြီးတကယ်တော့ရှိလေ၏၎င်းလက်စွပ်သည်မိသည့်အထိတ်ပင်နေထားခဲ့သည့်အကြောင်းကိုမတိတိသဖြင့်လူဦးကုန်ကိုယူ၍ကြည့်ပင်ရာထိတ်တဲ့တွင် ပါဠိဘာသာဖြင့်ရှင်းနှက်နှင့်ထားထားသည့်စာများကို တွေ့ရှိရလေသည်၎င်းစာကိုမြန်မာဘာသာပြန်ဆိုလိုက်လျှင် ကျွန်ုပ်ဤနာလာနောက်သားများသည်ကျွန်ုပ်ဤပစမပေရက်တွင်ပါရှိသည့်အရာများကိုကျွန်ုပ်ကိုယ်တိုင်ပြောဆိုပြီးတကယ်တို့နားထောင်ဆောင်ရွက်ရရမည်ဟုဖိုက်ရှိလေသည်ဣဇာဤဒိဗေကိုကျောင်းနေမောင်ဆုံးနိုင်တို့ကပြန်ပြောလျင်ပေါ်ဆန်လေကြက်သိမွင်းကြီးထိုင်များစွာကြောက်ရွံ့ဟန်မျက်နှာထားနှင့်တုံလုံးလျက်ရှိလေဥပမာနှစ်ပေါင်းများစွာကြာဟန်လက္ခဏာရှိတော်လေစေးစင်၍ထားခဲ့သောကြောင့် သူးရသောအနတ်တမျိုးထွက်လျက်မဆွေးမြေ့ပဲရှိလေ၏ကျွန်ုပ်လည်းအလွန်တရာတိလိုလားသဖြင့်မောင်စောနန်ထံကိုစောနိုင်ရခဲ့သည့်ရှားကိုဖွင့်၍ကြည့်စီရာစာတွင်ပါသည်မှာငါတောင်မောင်စောနိုင်မင်းသည်မတည်မူ၍အသက်25နှစ်သို့တိုင်ရောက်သဖြင့်ဤရှားကိုဖွင့်၍ကြည့်သောအခါစာရေးသူမင်းဤဖခင်မှာဘဝတစ်ပါးသို့တိုင်ပြောင်းသွားပြီဖြစ်၍အယိုးပင်ဆွေးကြည့်တော်မူ ို့တော်လဲငါမသေးဒီမဟုတ်ဘဝကိုရွေတာလင်းသွားသည်ဖြစ်တော်ကြာငါသည်မင်းအားရောက်ရအရမနေ၍အီစာကိုကန်လန်ပေးပြီးတကယ်တို့မှတ်ထင်ရလေမင်းသည်အီစာကိုဖတ်တော်အခါငါသည်မင်းကိုစောင့်ရှောက်ရဲ့မင်းဤအနည်းပါပဲရှိသည်ဟုမှတ်လေတို့ဖတ်မိလင်ပေါ်ဆံလဲဥက္ကုံကိုမြင်သည်ဖြင့်ကြောက်ရွံ့လျက်ရှိရသည်အတွင် ကိုယ်သောနန်းဒီလေမိမိတို့အနေတွင် ရှိလေသည်ဟုမျက်နာကိုလက်ဖြင့်အုပ်ပြီးလေ ကျောင်းလာကြီးရဲ့ဆရာခမညာအောင်လေးခမညာကျွန်တော်မျက်စီရမှာမြင်လာကြီးရဲ့ခမညာဟုမမြင်ဘူးတိသူကိုမြင်ပြီးတကယ်တော့ထိတ်လန့်တုံလုံးလာတော့ဟန်ဖြင့်အော်မီလျက်ရှိရာကျွန်တော်နှစ်ယောက်ကဘောဆန်အားကြောက်လျင်အပြင်တို့ထွက်သွားရင် ပြောတော့လေလူတက်တော်ရုံမြည်ဒီမှာတိလိုသောဆန္ဒသည်လွန်စွာအားကြီးသည့်ဖြစ်၍အပြင်တို့မတော်နိုင်ပဲဆက်လက်၍ကြီးရှုခွင့်ရရန်တောင်းပန်လေမောင်စောနိုင်လေစာကိုဆက်လက်၍ဖျက်ပြန်ဒီမှာ မင်းဒီမွေးစားဖခင်ကိုဝိုးတော်ဒီမင်းရငါ၏အထုပ်ဝတ်တိကိုသိရှိသလောက်အနှဲငယ်ပြောပြပြီးဖြစ်ပေလိမ့်မည်မင်းဒီဤငွေကျုပ်အတွင်တွင်ပါရှိသည့်စာများကိုတေချာစွာဖတ်ကြည့်သောအခါဟုတ်မှကြောင့်ကိုသိရှိလိမ့်မည်ဒီခုမင်းတွေ့တော်ဥကုန်သည်ငါတို့ဤအဆက်အနွယ်ဖြစ်သူ စိတ်ကြွဒေဝီမင်းသမီးဤဥကုန်ဖြစ်သည် ဥကုန်၏ပါဇတ်တွင် ရှိသောပေစာသည်စိတ်ကြွဒေဝီမင်းသမီးကိုရာရေးသားခဲ့သော စာဖြစ်လေသည် ငါသည်လည်းငါဤဖခင်တေကန်ဤဆက်ဆက်တွင်ဤเจ้าများကိုပြောကြ၏တော်သဖြင့်သိရှိရလေသည်ငါသည်ဤဝိဇာတွင်ပါရှိသောအကြောင်းအရာများကိုကောင်းစွာယုံကြည်သည်ဖြင့်၎င်းတွင်ပါရှိသည့်အညွန်အတိုင်းလိုက်ရာ အထမမြောက်ဖဲပြန်လာရလေသည်ငါတို့ဤအမျိုးနွယ်တစ်ယောက်သည်လည်းရှင်ကုမင်းလက်ထက်က၎င်းအညွန်အတိုင်းလိုက်ရာမအောင်မြင်ပဲရှိလေသည်ငါကိုယ်တိုင်တွေ့ကြုံခဲ့ရသည့်အရာများကိုအကျေအာဖြင့် စုံလင်အောင်မရေးသားနိုင်သည့်ဖြစ်တော့ကြောင့်အချင်းအားဖြင့်သာလျှင်ဖော်ပြခဲ့ခြင်းမည်။မြကြီးနာမျိုးမှအေယာဝရီမီအတိုင်းဆိုင်၍လိုက်သွားလျှင်မိုင်ပေါင်းနေရာကြောကန်ကြာရောက်တကလမြစ်ဤလေရာအနောက်ဘက်ကန်တွင်အခြားတောင်တို့ထက်ပိုမြင့်သော တောင်ကြီးတစ်လုံးကို တွေ့ရလိမ့်မည်။၎င်းတောင်ကြီးထိမှတက်၍အနောက်စုစုတို့အမြော်ကြည့်သောဘလူးဤဥကောင်းနှင့်တဒံတူသောတောင်ကြီးတစ်လုံးကိုတွေ့မြင်ရလိမ့်မည်။ ၅ရောက်စဉ်အခါက၎င်းတောင်ကြီးအနီးတွင် ကချင်နှင့်တူသော လူတယောက်ကို တွေ့ရှိ၍မေးမြန်းစုံစမ်းကြည့်ရာဘလူးကောင်းနှင့်တူသောတောင်ကြီး၏အနောက်၌ရွှွန်တော်တို့ဖောလောလျက်ရှိသောလွေပြင်းကြီးတို့သည် မျက်စိစုံစုံတိုင်အောင်ရှိကြရွှွန်တော်တို့၏အနောက်မှကတောင်တို့သည်တစ်ခုပြီးတစ်ခုဆက်တန်းတွေ့ရန်လျက်ရှိကြရာ၎င်းတို့အလယ်၌နတ်သမီးနှင့်အစင်းတန်တူသော မိန်းမတယောက်သည် လူရိုင်းတို့ကိုအုတ်ချုပ်စီမံလျက်ရှိကြောင်း၎င်းမိမမှာရပ်ဖန်ရင်ကားသာထုတ်ပေါ်လာ၍အာကာသတွင်ကျဆားလျက်ရှိသော ကြင်ငတ်တို့နှင့်တကွမြေပြင်ပေါ်ရှိသောတတဝါများကိုပင်မိမိအလိုဆန္ဒအလျောက်လိုက်နာစေကြောင်းများကိုကြားသိခဲ့ရလေသည်။ငါသည်လူရိုင်းထံမှအိမ်ကြောင်းများကိုကြားသိရလျင်ဥက္ကုံပစက်တွင်ရှိသော ပေစာနှင့်ညညသည်ရှိသည်ကို တွေ့ရသဖြင့် ဆက်လက်၍လိုက်သွားမိကြံပြီးလင်၃ည8ခီးခန့်ရောက်သည့်အခါရိတ်ခါလဲမလုံလောက်လူလဲမကျမ်းမှသဖြင့်ပြန်လာခဲ့ရလေသည်၎င်းနေရာမှပြန်လာ၍မိကြီးနာမြို့သို့ရောက်သည့်အခါမင်းဤမိခင်နှင့်အကြောင်းပါခဲ့ရာမိမိခင်မှာမျက်နာမြင်ပြီးမိကျွေး၌ပင်တည်ဆုံ၍ငါတီမင်းဤအတွက်မရားတရားသည်ဟုမင်းပေါ်၌များစွာစိတ်နာသည့်အတွက် မင်းကိုကြီးတော်များလက်တွင်ထားခဲ့ပြီးလျင်နှစ်စဉ်စားစီထောင်လျက်ရှိလေသည်၎င်းနောက်အညိုအတိုင်းဆက်လက်၍လိုက်အောင်မီကြံစီတော်လဲမင်းဤမိခင်တည်ဆုံးသည့်အတွက်အစိတ်မကောင်းသည့်၎င်းများစွာမကျမ်းမာသည်လေတကြောင်ကြောင့်ထမှန်၍မတော်ရောက်နိုင်ပဲအတတ်တို့သာတိုင်ရလေသည်မင်းမောင်ငါမှာကြားခဲ့သည့်အတိုင်းမင်္ဂဒစကားကိုလည်းတက်မြောက်လိမ့်မည်ဖြစ်၍ အညိုးတိုင်းလိုက်နာလို့ကလိုက်နာနိုင်သည်အညုံးသည်မှန်မှမှန်အကြောင်းကိုကမင်းသည်ထောက်ချင်၍ကြည်နိုင်လောက်ပြီဖြစ်သည်ငါသည်မင်းကိုအသက်25နှစ်တိုင်ရောက်မှဤပစ္စည်းများကိုဖွင့်ကြည့်ရရမည်ဟုမှာကြားခဲ့ခြင်းမှာလူတို့၌အသက်25နှစ်သည် ရှင်နောက်ကို ထောက်ချင်စဉ်းစားတတ်သည့်အရွယ်ဟု မှတ်ထင်တော်ကြောင့် လိုက်နာလိုကလိုက်နာစေရန်အကယ်၍မလိုက်မလိုက်နာလိုမူကအေးရများသည့်ယုံနှံစကားများသာဖြစ်သည်ဟုအယူရှိကလည်းမလိုက်နာစေရန်ဖြစ်လေသည်အကယ်၍နာထင်မြင်ယူဆသည့်အတိုင်းမင်းသည့်ယုံကြည်လိုက်နာ၍အောင်မြင်ခဲ့ပါလေဤကဘာလောကကြီးတွင် ထူဆန်းအံ့ဩဝေရအကောင်းဆုံးသောအရာတို့ကို တွေ့မြင်ရမည်အဖြစ်မင်းကိုယ်တိုင်လည်းတွေ့မြင်ရခြင်း အကျိုးကျေးဇူးကိုခံစားရပေလိမ့်မည်။ ငါအိစိတ်တဘောကိုပြောရမည်ဖြစ်ရင်ဤအရာများသည်ယုံနှန်းစကားဖြစ်မည်မထင်ငါတို့ကြောက်မှုသည်အတိုင်းရှေးဝိဇ္ဇာပြတာဝိဇ္ဇာသာသဖြင့်ဝိဇ္ဇာကိုရကြွားချသောပုံကိုယ်တို့သည်နှစ်ပေါင်းများစွာမတိမပြောက်ခဲနေနိုင်ကြသည်ဟုကြောက်မှုခဲ့ကြရာဤပေသာတွင်ပါရှိသော အကြောင်းတို့သည်လည်းထိုနည်းတူအသက်ရှင်စေနိုင်ကြောင်းကိုမယုံကြည်နိုင်ရန်မရှိပေတို့ရတွင် မင်းလဲစဉ်းစားတတ်ပြီဖြစ်၍စဉ်းစားဆင်ခြင်၍သာလေလိုက်နာပါလေငါပြော၍လိုက်နာရသည်ဟု မရှိစေနှင့်မင်းကိုယ်တိုင်ယုံကြည်မှသာလေလိုက်နာပါလေငါသာမောင်စောနိုင် မောင်စောနိုင်ရှာကိုဖတ်ပြီးတော့အခါမောင်စောနိုင်သည်များစွာတော်လုံးဟန်ရှိသောမျက်နှာဖြင့်ဒီရှာကိုဦးလေးပနဲ့တဘောရလဲဟုမိရပနဲ့တဘောရရမလဲကွဲ့ မင်းအဖေရှိကတော့ကရက်ဖြစ်လို့ရေးခဲ့တာပေါ့ဟုကျွန်ုပ်ကပြန်ပြောရာမောင်စောနိုင်လေကျွန်ုပ်ဘူတီကို ပြန်၍ပြန်မဖြေသေးပဲကဲလေဥပ္ပဝါပီဇာကိုကြည့်ကြပါအောင်ဆိုဟုပြော၍ပီဇာကိုယူချီရာဆာရွက်မှာနှစ်ပေါင်များစွာကြာရှိဟန်လက္ခဏာရှိတော်လဲဖယောင်းနေတူသောအရာတို့နှင့်ဖုံးအုံလျက်ရှိသည့်ဖြင့်များစွာမပြည့်စည်သေးပဲမဂရဘာသာဖြင့်ရေးထားသောစာရုပ်ကို တွေ့ရှိရလေသည် ရင်းစာရုံးမှာခေတ္တမေယအရှိတာလာပြီဖြစ်၍အချို့နေရာတွင်မေးမိလျက်ရှိတော်လဲမြရသည့်အပိုင်းတို့ကိုဟတ်ဆက်၍အတိတ်ပဲကောက်ယူရာအောက်ပါအတိုင်းဖြစ်လေကြောင်းကျွန်ုပ်သည်အာရဝီပြည်ပကုတာတိဘယင်မင်းမြတ်၏တမီးတော်စိတ်ဒရာဒေဝီမင်းသမီးဖြစ်သည်ကျွန်ုပ်သည်ရှင်ကစီဤညီတော်ရှင်ကုမာရအမည်ရှိပုတ္တုရှင်ယဟန်၏ချစ်ကြွေတိုင်းပြည်မှထွက်ပြေးကြပြီးနောက် ဟိမောနာဒေါတာရှောင်းမဖြဲ့၍အရှိဆဆူတို့နှစ်နှစ်တိုင်တတိတဖူများကို ရှောက်ဖွေစားတောက်ရက် လာခဲ့ကြရာ လူရိုင်းတို့နေထိုင်သော တိုင်းပြည်တပြည်တို့ရောက်လာကြလေ၏ရှင်းပြည်၌တောင်ကြီးများကိုဥမင်လိုင်ကောင်းတပွဲတူဖောက်၍ ။ခါတော်ကိုကြီးတို့ဒီလဲအလွန်ပေါများလေသည်။ထိုလူရိုင်းတို့ကိုအုပ်စုသောဘုရင်မမလူသားဆန်စင်မဟုတ်အလွန်တရာလှပသောရုပ်စင်အင်္ဂါနှင့်ပြည့်စုံသည့်ဥစ္စာဆောင်မတယောက်ဖြစ်လေသည်။ဘုရင်မသည်ကျွန်ုပ်၏ခင်မွန်းကိုမြင်လျင်အလွန်ပင်တက်မတ်မောသည်နှင့်သူ့အားကြစ်ကြိုက်ဟန်ပြောလေသည်။တို့ရတွင် ရှီကုမာရသည် သူ၏အလိုတော်မလိုက်သဖြင့်ဘယင်မသည် ပြင်းစွာအမျက်ထွက်လေ၏ ၎င်းတော့ကျွန်တော်တို့နေရာလုံးကို ထိုပြီးမှတရက်ခရင်မြအဝေးกว่าတော့အရတော့အလုံးအမင်းကြောက်မဖွယ်ကောင်းလာသည့်တောင်ကြားလမ်းများမှတူဤအတက်ဖြင့်အလက်ပခေါဆောင်သွားပြီလင်သူစံအော်အော်ဝေကောင်းသော အရာများကို ပြလေ၏လွန်စွာကြီးကျယ်၍လူဤလက်ဖြင့်ထွန်းရသည်မဟုတ်ဘဲပကတိအလိုလိုတည်လျက်ရှိသော ကိုကြီးဤအဝတွင်စောကြီးတယောက်တည်တည်လျက်ရှိ၏ ဘီမသည်စောကြီးအလောင်းဒီမှာဖြဲ့၍ကျွန်ုပ်တို့နေရာကိုကိုရဲတို့တွင်ရီသွားလေ၏။ကိုရင်တို့ဝင်၍အတန်ငယ်သွားပြီလင်အလင်းရောင်တစ်ခုထွန်းတောင်းလျက်ရှိသည်ကိုမြင်တွေ့ရလေသည်။ရင်းအလင်းရောင်ရှိသောနေရာတို့တဖြည်းဖြည်းသွားကြရာမိုးချင်းပြီးတကယ်တော့အတန်တို့သည်တစ်ခုလုံးပဲ့တင်ထလျက်ရီဟီလျက်ရှိနေလေ၏။အလင်းရောင်အနီးတို့ရောက်သောအခါဘီမသည် မိဘုံတစ်ခုကိုလဲသူခုံစင်ပြီးတပံပြန်ထွက်လာရာရှေးကထပ်ပင်တလုံးလှပနေသည့်ကိုတထူးချချာမြင်ရလေသည်၎င်းနောက်ကျွန်ုပ်၏ခင်မုံအားမော်၍ကြည်စီပင်လင်ကျွန်ုပ်နှင့်သူအဘဲသူကပုံမုံ၍လှပသည်ဟုမိရာကျွန်ုပ်၏ခင်မုံသည်ဘယင်မကိုမြင်လျင်လှလုံးသည့်ဖြစ်၍မတိဝမဲဥကောက်အောက်သို့ချထားလေ၏ ထို့အခါဘုရင်မကကျွန်ုပ်၏ခင်မွန်သည်သူ့အားချစ်ကြ၍ကျွန်ုပ်ကိုတပ်ပစ်လိုက်ပါမို့ကျွန်ုပ်၏ခင်မွန်သည်လည်းသူ့နီးတူ အစင်လာ၍နှစ်ပေါင်းအထောင်တောင်းမကစံစားပြီးလျှင်စီးစိမ်ဥစ္စာရွှေငွေတို့မှလည်းတောင်းတတိုင်းရနိုင်ပြီဖြစ်ကြောင်းပြောပြလေကျွန်ုပ်ကကကျွန်ုပ်၏လက်တွေဝတ်ထားသောလက်စုပ်ဤတကောကြောင့်သူ၏အစွမ်းဖြင့်တက်၍မဖြစ်နိုင်သောကြောင့်ဖြစ်လေသည် ဘယင်မပြောတီကိုကြားလင်ကျွန်ုပ်ဤခင်မွန်တီကျွန်ုပ်ဤမျက်နာကိုလဲချီ၍မတည့်ရဲ့ကြောင့်ဖြင့်ဦးကောင်းကိုခါလျက်နေလင်ဘယင်မတီအလွန်တရာအမျက်ထွက်လာသဖြင့်သူဤအတက်နှင့်ပြုစားလျာကျွန်ုပ်ဤခင်မွန်တီပွေချင်းပြီးတည်ဆုံသွားရရှာသည်ကျွန်ုပ်၏နာလာနောက်သားတို့ကျွန်ုပ်ထားခဲ့သောလက်စွပ်ကိုဝစ်ဆင်ပြီးလင်အတ္တမတေပဲနေတိုင်းသော ၎င်းမိတောက်မီလီယံကို တွေ့အောင်ရှာပြီးနောက်ဘယင်မ၏အသက်ကိုတနည်းနည်းဖြင့်ကြံစည်၍တက်ပြရမည်အထပ်ပါအကြောင်းအရာတို့သည်အမှန်အတိုင်းဖြစ်ကြောင်းကိုကျင်းစာရွတ်ဆိုရမည်ဆိုရင်ကျွန်ုပ်သည်ဟောမန်လီထက်တခွန်းတပါးသာပုံမူရထားခဲ့ပါလင်အဝေရှိငရင်၌အစအမြင်ခံရပါစေသာ ကျွန်တော်ပြောသည့်အတားဟောက်မှန်ခဲ့ပါလင်ကျွန်တော်ချစ်လာသောခင်မွန်းကိုတပ်ပစ်သည့်အတွက်ဘေးရန်မအပေါ်၌လက်စာချိနိုင်မီသူတယောက်သည်ကျွန်ုပ်၏အဆက်အနွယ်ထဲမှပေါပောက်ပါစီတာအာဒဝီပီပကုတာတိဘေးရန်မမြတ်ဤတမီရောစိတ်ကြဒေဝီမင်းတမီအထက်ပါထူးဆန်းအံ့ဩဝယ်ကောင်းသောစာကိုဖတ်ပြီးလင်ပေါ်ဆန်သည့်ကြောက်ရွံ့တုန်လှလာသည်နှင့်ပဆက်ကိုဟာလျက်စကားမပြောနိုင်ပဲရှိသည် ကျွန်ုပ်မှမူမင်းသမီးဒီလင်သေးသည့်အတွက်စိတ်ကတော့ကတက်ဖြစ်သွား၍ရေးသားခဲ့သလိုသူ့ဒီမဟုတ်ကိုစောနန်းဒီမရတည်ပြီးနောက်စိတ်တော့ဒီအတွက်ရေးမိရေးရာကြံစီရေးသားခဲ့လေသလိုဟုမဖြစ်နိုင်တော့အဖြစ်ပြန်များခဲ့သောအောင်းမင်းမီလီဒီမောင်စောနိုင်လေများစွာတုံလုံးသောလက္ခဏာဖြင့်လက်တွင်ဝတ်ထားသောလက်စွပ်ကိုကြည့်၍နေရာမှတပန်းဖျောင်းလုံးကြီးကိုဂိုင်းကြည့်ရာ ဖျောင်းလုံးသည့်အနှဲငယ်အချိန်လေးလံသည်ဖြစ်၍ဖျောင်းကြီးဖြစ်မည်မဟုတ်ကြောင်းကိုသိရှိရလေသည်ကျွန်ုပ်လည်းအနှဲငယ်ရေးမိသည်ဖြင့်အင်းကြီးအိမ်မှမောင်းကြတာကိုထုတ်၍လှေးကြည့်ရာမာကျော်သောအရာဝတ္ထုတစ်ခုကိုတွေ့ရှိရလေသည်၎င်းနောက်အတွင်းတွင်တစုံတရာပါရှိသည်ကိုသိသည်ဖြင့်အပေါ်ရန်ရှိဖျောင်းများကိုလှီးဖယ်ကြည့်ရာဖျောင်းတုပ်၍ထားသောအဝိတုဖြင့်ရစ်ပတ်လျက်ရှိသော အဝိလုံးကြီးတစ်ခုကို တွေ့ရှိပြန်လေသည်ရင်းအဝိဤအဆများကိုရှာပြီးလျင်တဖြည်းဖြည်းဖြည်လိုက်ပြီးသည့်တကားလအဝိများအတွင်မှကျင်းနီတက်တာငယ်တစ်ခုထွက်လာလေသည်၎င်းတက်တာမှာလည်းဖျောင်းများတုတ်လင်းရရှိသည့်ကို တွေ့သဖြင့်ဓာနှင့်ချီ၍ကြည့်သောအခါတက်တာအဖုံးရှိသည့်နေရာကိုတွေ့ရှိရလေသည် မဆောင်းနိုင်လေတရှိလူတော်ဆန္ဒကြီးမားလာသည်ဖြစ်၍တစ်တံကိုကျွန်တော်၏လက်မှလုယူလိုက်ပြီလင်အဖုံးကိုအတင်းဖွင့်၍ကြည်ဟာတစ်တာရဲ၌ဖျောင်းများဖြင့်တုတ်လင်း၍ထားသောပေစာရွက်တို့သည် ဖြည့်လျက်ရှိကုန်၏ရင်းစာရွက်တို့မှလည်းမာကဒဘာသာဖြင့်ရေးထားသည်ဖြစ်၏အနေချင်းဒီတာမြန်မာဘာသာဖြင့်ဖြစ်လေသည်၎င်းစာရွက်တို့မှစိတ်ကြွဒေဝီမင်းသမီးဤအဆက်အနွယ်တို့မိမိတို့အဖြစ်အပျက် ထုပ်ပတိများကို အတူကောက်အားဖြင့်ရေးတားရေးရက်စွဲနေတကွာလက်မှတ်ထိုးရက်ပါရှိကြလေသည်ဤသို့အစဉ်အလိုက်အဖမာသားတို့ တစင်တစင်လက်ကို၍လာခဲ့ရာ၎င်းဆောင်များကို ကြည့်ရှုခြင်းအပြင်ကိုစောနှမ်းမှာလည်းမိမိအမျိုးအနွယ်အားပြောပြနိုင်ကြောင်းများကိုကျွန်ုပ်ဒီထူအခါမှသိရှိရလေသည်နောက်ဆုံးဖာရွက်နိုင်လေကိုစောနှမ်း၏လည်ရည်ဖြင့် ၎င်း၏အဖြစ်အပျက်ကိုအကျဉ်းအဖြစ်ရေးသားပါရှိနေသည်အခြားဆိုင်ရတို့မှာလည်း၎င်း၏အဆက်အနွယ်တို့သည်မိတိရင်နိုင်နေတိုင်းကြောင့်မိတိအလုံးဖြင့်အသက်မွေးကြောင်းအညွန်အတိုင်းလိုက်၍အထာမမြောက်ကြောင်းအချို့လည်းမယုံကြည်သဖြင့်မလိုက်ကြောင်းစသဖြင့်အတီးတီးပါရှိလိမ့်၏ဤကဲ့သို့ဆာရွက်များကိုဖျောင်းများဖြင့်တုတ်လင်းပြီးလျင်ကျင်းနီတသားတွင်ထည့်၍ဖျောင်းပွားသောအဝတ်များနှင့်တပံရှုပ်ပတ်ပြီးတကားလား ဖျောင်းလုံးကြီးအတွင်ထည့်ထားခြင်းသည်ပိစာများမဆွေးမမြည်စီခံဟူသောလက္ခဏာပင်သည်အချို့ဇာရွက်များမှာဂေါတမမြတ်စွာဘုရားလက်ထက်တော်မှရေးသားထားခဲ့သည့်ဖြစ်၍နှစ်ပေါင်းရှည်ကြာလာပြီဖြစ်သောကြောင့်ဤကဲ့သို့ကြာရှည်ခံသောဤဖြင့်မသိရှိခဲ့လျင်အမှုန်ဖြစ်လို့မတတ်ဆွေးမြည်ခြင်းတို့ရောက်ပေမည်အကယ်၍မောင်ဆုံးတိုင်းသည်အညွန့်အတိုင်းမလိုက်လို့သည်ဖြစ်စေလိုက်၍မအောင်မြင်ရှိခဲ့သည်ဖြစ်စေ မိမိအထုံးဘွက်ဒီအချင်းချုပ်ကိုထိုနီးတူရေးသား၍ကျေတ္တာတွင်ထည့်ပြီးလျှင်ရှေးကကဲ့သို့ဖယောင်းလုံးတွင်ထည့်သွင်းထားခဲ့စေလိုသည့်လက္ခဏာရှိလေသည်ပိဇာမြောင်ကိုတစ်ခုစီကြည့်ပြီးနောက်ကျွန်ုပ်ကအမောင်းစောနိုင်အားကဲဒီဟာတွေကိုမင်းမြင်ပြီမဟုတ်လားမင်းဘယ်နဲ့သဘောရတယ်လဲဟုမေးရာမောင်စောနိုင်ကဦးလေးကိုဟုတ်ပြန်မေးလင်ကျွန်ုပ်ကငါထင်တာဒီလိုကွယ် မင်းဟာခေါတမဖေဟာလက်ထက်တော်ကစိတ်ဒရဒေဝီရဲ့အမျိုးနွယ်ဖြစ်တယ်ဆိုတာအင်မတန်အောက်ဝစရာကောင်းတာပဲတို့တော့ဒီပေးစားတွေကိုကြည့်ပြန်တော့လဲဟုတ်တော်လို့လို့ရှိနေပြန်တယ်အဲ့ဒါကြောင့်ရီယာတော့ဟုတ်တယ်ပဲထားလိုက်ပါစို့တို့တော့မင်းသမီးတွေ့ကြုံခဲ့တယ်ဆိုတာများမတော့ဟုတ်မှန်တယ်လို့ငါမထင်ဘာဖြစ်လို့လဲဆိုတော့မင်းစဉ်းစားကြည့်လေမင်းသမီးကသူ့ယောက်ျားတည်ဆုံတော့စိတ်ကြောက်ကြက်ဖြစ်ပြီးတော့ မိဘုံနေပါရင်ထင်းမိထင်းအောင်ရှောက်ပြီးတော့ရေးထားတဲ့လက္ခဏာနဲ့တူဒီမိဘုံနဲ့ဆင်းလို့မတည်တဲ့အပြင်အသက်တောင်ရှိသေးရဲ့ဆိုတော့ငါဖြစ်မယုံကြည်နိုင်ဘူးကွယ်ဘယ်နည်းနဲ့မှဖြစ်နိုင်လိမ့်မယ်မထင်ကျွန်တော်ကကျွန်တော်ရဲ့ထင်မိချက်ကိုပြောပြတော့အခါမောင်းဆုံးနိုင်ကကောင်းပါပြီဦးလေးဒါဖြစ်ရင်ကျွန်တော်အဖေကိုယ်တိုင်ကြားခဲ့မြင်ခဲ့တာတွေရောဦးလေးဘလို့သဘောရတယ်လဲဦးစားရဲမပါတာနဲ့စီလျော်မနေပြီဦးလား ဟာဒါတော့ကံအားလေးကိုဆိုတော့မတော်တဆစီလျော်တာပါကွယ်။နောက်ပြီးမင်းတခုစဉ်းစားကြည့်။မင်းအဖေကလည်းမင်းမိတီဆုံတဲ့အတွက်စိတ်ကခဏနောက်ဖြစ်ပြီးတော့မတွေ့တာကိုတွေ့တယ်လို့ထင်နေထင်ပြီးမကြားရအောင်လေကြားရလို့ထင်နေထင်ပါပဲ။ရေးမိရေးရရေးတော့ခဲ့တယ်လို့ငါထင်တယ်။လောကကြီးမှာထူးဆန်းအောက်ဝယ်ကောင်းတဲ့အရာတွေကတော့အပုံလိုက်ပေါ့ကွယ်။တို့ပဲမင်းငါဖို့တော့မျက်စိနဲ့မမြင်ရသမျှဘရောမမြင်အောင်အလကားဟာတွေပါ။ ုတ်လားမောင်ဘောဆန်။ထို့သောကျွန်တော်ကဘောဆန်ကိုလှည့်ယူမေးလင်ဘောဆန်ကမပြောတတ်ပါဘူးဆရာရဲ့ကိုဘသာကိုနေတာအကောင်းဆုံးမှတ်တာပါပဲဟုဘောဆန်ကပြောတော့အခါမောင်စောနိုင်သည်စဉ်းစားရခတ်တော်မျက်နှာထားဖြင့်ဦးလေးရောညောင်ပြောတာဟုတ်ချင်လဲဟုတ်ပင်ပဲကျွန်တော်တို့ဘလို့ဆိုတာထင်အောင်မထင်တတ်အောင်ဖြစ်နေရဲ့တို့တော့ကျွန်တော်တခုတော့စိတ်ချလိုက်ပြီဒီเจ้าမြကြီးကမှန်တယ်မမှန်ဘူးဆိုတာသိရအောင် တို့ညွန်တိုင်းကျွန်တော်လိုက်တော့မယ်ဦးလေးဦးလေးလိုက်ချင်လိုက်လိုက်ချင်တယ်မလိုက်ရင်လေကျွန်တော်တယောက်တည်းပဲသွားမယ်ဟုပြောလေကျွန်တော်ကလည်းမောင်စောနိုင်မျက်နှာသားကိုကြည်လိုက်ရတစုံတရာကို PC အောင်လောက်တော်မီဟုတော့အခိုင်အမာတန်လိုက်တန်ချထားသည့်မျက်နှာသားကိုတွေ့မြင်ရလေသည်တို့ဆိုတော့အခါကျွန်ုပ်သည်စဉ်းစားသမှုပြုရသည်ငါသည်မောင်စောနိုင်အားတားမြင်ရင်လည်းတတ်နိုင်မည်မဟုတ်ငါသည်သူ့အားတိုင်းပမာချစ်ခင်နေပြီဖြစ်တော့ကြောင့် အကဲ၍သူ့၌ဘေးအန္တရာယ်တစ်စုံတစ်ခုကြုံတွေ့ပါကငါပါလင်ကယ်ဆယ်နိုင်ပြီဖြစ်သည်ငါ၌ခင်တွင်စရာဟူ၍တားလည်းမရှိမရလည်းမရှိကြအကဲတန်တို့သူနဲ့လိုက်သွား၍တည်ဆုံးခဲ့လေပြည်တိအထွက်ကိုများအစိုးရင်စရာမရှိ သူဖြစ်သောကြောင့်လိုက်ရလေတော်ချင်းမီလို့ဟုစဉ်းစားရင်မောင်စောနိုင်မျက်နှာကိုကြည်လိုက်မိသည်ဟုတ်တယ်ဦးလေးကျွန်တော်တော့သွားတော့မယ် အမှန်ပဲအကင်၍သူတို့ပြောတဲ့မီးပုံမတူတော့လည်းဘာဖြစ်သေးလဲတန်းတော့တော့ကောင်းကောင်းပြည့်ရမှာပေါ့ခုစီမှာအင်မတန်အကောင်လောင်တွေပေါ်ပါပဲမောင်စောနိုင်က ရင်းတို့ပြောရင်ကျွန်တော်လည်းတနက်ပြည့်ရန်ဝါဒနာပါတယ်နိအေးကောင်းပြီဒါဖြင့်ငါလဲလိုက်မယ်တော့ပဲမဲ့ယုံကြည်လို့လိုက်တာမဟုတ်ဘူးနော်တနက်ပြည့်ချင်လို့လိုက်တာကျွန်တော်လည်းဦးလေးလိုက်လိမ့်မယ်ဆိုတာအတိတ်ဒါပဲအော်ဒါနဲ့ကျွန်တော်တို့မှာငွေများကောလုံလောက်ရလား ငွေတွက်တော်မစိုးရင်မှနဲ့ကွယ်မင်းဖေလေဇူကရတဲ့ငွေရလဲ15နှစ်တောင်ရှိတယ်။ငါလဲငါတို့အကုန်မတုံးပဲတထောင်ကျော်လောက်စုထားရှိပါသေးရဲ့။နှစ်စုပေါင်း3000ကျော်လောက်ဆိုရင်ကောင်းကောင်းကြီးဖို့လုံရောပေါ့။ဒါဖြစ်နေရကြပြီ။ကဲတောက်ဖို့ဒါကျွန်တော်တို့စီမံကြဆိုရဲ့ဝယ်ချမ်းဖို့ကလည်းရှိသေးရဲ့။ကိုဘောဆန်ရောဘယ်နဲ့လဲ။လိုက်မယ်အောင်မေးတလား။လက်ခေပါလားဗျ။ဟိုမှာအင်မတန်ပြောစရာကောင်းတယ်။ ကျွန်တော်တော့ဆရာတို့တော်ရင်လိုက်မှာပေါ့လေ15နှစ်လောက်အတူနေလာပြီးမှအခုတော့ခွဲပြီးမနေရခဲ့ပါဘူးအေးဒီလိုမှပေါ့အခန်းတော်ပြီးပါပြီအခန်းလေးကိုနောက်ရက်ဒီမှာဆက်လက်ပြပြီးတော့မှာဖြစ်ပါတယ်အဆုံးထိ user နဲ့ဆင်ပေးခဲ့တဲ့အားလုံးကိုအထူးပင်ကျေးဇူးတင်ရှိပါတယ်အားလုံးပဲကျမ်းမာပေးခြင်းကြောင့်